မင်္ဂလာပါအမျိုးတွေအဒီနေ့ဦးမင်းအောင်လာရဲ့ Binstep စီဝေးသွားတာအားလုံးသိပဲနော်ထိုင်းနိုင်ငံကဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ပြီးတော့အဦးမင်းအောင်လိုင်းကိုနော် NASA ကဥက္ကဋ္ဌဦးမင်းအောင်လိုင်းကိုအထိုင်းနိုင်ငံကိုဖိတ်ကြားတယ်ပေါ့အဲ့တော့ဦးမင်းအောင်လိုင်းတို့အဖွဲ့အခုဆိုလို့ရှိရင် Binstep စီဝေးတက်နေပါပြီအဲ့တော့ဒီချင်းကလည်းပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲကျွန်တော်တို့ကောင်းကျိုးဆိုးကျိုးနောက်တစ်ခုကအကျိုးအမြတ် အဲဥမင်း online နဲ့ဒီ NASA ကအတွက်ဘာတွေအကျိုးမြတ်ရှိသလဲเนาะနိုင်ငံတော်အတွက်ဘာတွေအကျိုးမြတ်ရှိသလဲခင်ဗျားတို့ရဲ့ဒီတော်လန်ရေးဆိုတဲ့တော်လန်ရေးအုပ်စုတွေအားလုံးအတွက်လည်းဘာတွေအကျိုးမြတ်တွေပေါ့เนาะရှိသလဲဆိုတာလေးသုံးသပ်ပြချင်တယ်ဗျအဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့အဲဥမင်း online ဒီတန်တမန်ရေးရပေါ့တန်တမန်ရေးရနဲ့ပတ်သက်လာလို့ရှိရင်ခြေတလန်းနှစ်လန်းခြုံထွက်သွားပါပြီအဲ့တော့ခင်ဗျားတို့ NUG နဲ့ NASA ကနေအခုဆိုရှင် ဒီတရားဝင်မှုအားပြိုင်နေတဲ့အချိန်မှာဥမင်းအွန်လိုင်းဒီခင်ဗျားတို့ထက်ခြေနှလန်း၃လမ်းမကောက်ခြေ၁၀လမ်းလောက်စိုးသွားပြီဆိုတော့ခင်ဗျားတို့ဝန်ခံရလိမ့်မယ်။တနည်းအားဖြင့်ခင်ဗျားတို့ဒီ NUG အစိုးရဒီလုံးဝလုံးဝဒီတန်တပန်ရေးရမှာအဆက်ကွဲသွားပြီလို့ပြောလို့ရပါတယ်။အဲ့ဒီတော့ကြောင့်မလို့အဲဥမင်းအွန်လိုင်းဒီ regional leader လို့ခေါ်တာပေါ့။ဒါ global leader တော့မဟုတ်သေးပါဘူးနော်။အဲ global level တော့မဟုတ်သေးဘူး။ဒါ regional level မှာတော့ဥမင်းအွန်လိုင်းဒီ အခု bin step ဆိုတဲ့ဒီ regional ဘော regional ဒီ country နိုင်ငံတွေပေါ့ဒီနိုင်ငံတွေနဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့တန်တမာရေးဆက်သွယ်မှုတွေဆောင်ရွက်လာတဲ့အတွက်ကြောင့်မို့လို့ဦးမင်းအောင်နိုင်ရဲ့ဒီတန်တမာရေးအောင်မြင်မှုဟာဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တကယ်ကိုအားရစရာပါခင်ဗျာနော်အထို့သူဦးမင်းအောင်နိုင်ကဒါကကျွန်တော်တို့ bin step နဲ့ဖွင့်နေနောက်တစ်ခုကရှိသေးတယ်ဒီ Mekong Sub Region လို့ခေါ်တာ哦အဲ့ဒီမှာလဲဒါကျွန်တော်တို့ဗီယက်နမ်တို့ကမ်ဘောဒီးယားတို့လာအိုစ်တို့နော် ဒီလိုနိုင်ငံတွေအားလုံးနဲ့လည်းဒီ regional level မှာတော့အဲဥမဲအွန်လိုင်းရဲ့နိုင်ငံရေးဒီကျွန်တော်တို့တန်တမာရေးခြေလှမ်းတွေကအရန်ကိုတွက်လာပါတယ်တွက်လာအတွက်ကြောင့်မလို့အခုလိုမျိုး regional leader တွေရဲ့ဒါတန်တန်ရေးတမန်ရေးဆက်ဆံမှုတွေကြောင့်ဘာတွေအကျိုးဖြစ်ထွန်းနိုင်လာနိုင်တယ်ဆိုတဲ့ခါကြတော့ဥမဲအွန်လိုင်းတို့အနေနဲ့အခုဆိုရင်တဖြည်းဖြည်းနဲ့အတရားဝင်မှုဆိုတဲ့ဒီအားပြိုင်မှုပါပေါ့နော်တရားဝင်မှုဆိုတဲ့အားပြိုင်မှုမှာခြေလှမ်းတွေတာလာပါပြီခြေလှမ်းတွေတာလာတဲ့အပြင်ကိုရှေ့လျှောက်ပေါ့ ကျွန်တော်နောက်ထပ် level တစ်ခုသွားမယ်ဟိဆိုရင်တော့ ASEAN level ကိုသွားဖို့လိုအပ်လာမယ်အဲနောက်တစ်ခုဒီ global level မှာဆိုလို့ရှိရင် UN ပေါ့ United Nation မှာဒါဒီတစ်ဆင့်ကိုတော့ဆက်လမ်းဖို့လိုနေသေးတယ်အခုချိန်မှာ regional level မှာတော့အဦးမင်း online လုံးဝအောင်မြင်သွားပြီလို့ပြောလို့ရတယ်အဲတော့နောက်တစ်ဆင့်အနေနဲ့ ASEAN level ကိုဆက်သွားပါလိမ့်မယ်အဲတော့ ASEAN level နဲ့ပတ်သက်လာလို့ရှိရင်လည်းကိုယ့်ရဲ့ဒီပေါ့ဒီ regional level ထဲမှာအကုန်လုံးမှာ ASEAN နိုင်ငံတွေပါတာဟုတ်အဲ့ဒီမှာပါဆို Cambodia ပါတယ် Laos ပါတယ် Thailand ပါတယ်ဗျာနော် ်ဗီယက်နမ်ပါတယ်ဒီလိုနိုင်ငံမျိုးတွေတိုင်ရင်တိုင်ထိတွေ့ဆက်ဆံနေတဲ့အတွက်ကြောင့်မလို့ဒီအာဆီယံ level ကလည်းနောက်တစ်ဆင့်တက်လာမဲ့ level ဆိုမှာအရင်ကြီးခက်ခဲတဲ့ level တော့မဟုတ်တော့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့တော့ Umen Online ဒီဒီတန်ရေးတမန်ရေးဆက်ဆံရေးပေါ့နော်အတန်တမန်ဆက်ဆံရေးနဲ့ဒီကျွန်တော်တို့ရင်းဝ isolation လို့ခေါ်တဲ့ကျွန်တော်တို့ဒီနော်ဟိုဖယ်ကျင်ထားခံရမှုဟာအခုဆိုလို့ရှိရင်တော့ခြေဖြတ်နိုင်ပြီလို့ပြောလို့ရတယ်အဲ့တော့ တဖက်ကဒါတန်ရေးတမန်ရေးအောင်မြင်နေမိမဲ့လဲစီရေးမှာတော့ရုန်းကန်နေရတာတော့ရှိတယ်အဲ့တော့အကယ်၍ဒါဥမင်း online နောက်ခုဒီ regional level လို့ခေါ်တဲ့ဒီ bin step နောက်တစ်ခုကအဲကျွန်တော်တို့ mid council region အဲဒီ regional level မှာအောင်မြင်ထားတဲ့ဥမင်း online နောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်တော့ဥမင်း online တို့နေနဲ့ပြည်တွင်းမှာ democracy အသင်ပြောင်းရေးတွေเนาะကျွန်တော်တို့ဝေကောက်ပွဲတွေဒါတွေကိုတည်တည်ချာချာနဲ့နိုင်ငံတကာကိုချပြနိုင်မယ်ဟေ့ဆိုလို့ရှိရင်တော့ မကြခင်ကျွန်တော်တို့ပုံမှန်အခြေအနေလို့ခေါ်တဲ့ဦးသိန်းစိန်လက်ထက်ဒေါအောင်ဆန်းစုကြည်လက်ထက်တို့ကပုံစံမျိုးကိုပြန်လည်ပြီးတော့ရောက်ရှိလာနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲခင်ဗျားတို့အဲဒီပေါ့အဲတက်မလို့အားပေးထောက်ခံသူတွေရောပဲတိုင်းပြည်ကိုငြိမ်းချမ်းလို့ငြိမ်းချမ်းစေခြင်းသူတွေအားလုံးအားလုံးအတွက်လည်းဒါကအဲတနည်းအားဖြင့်အားရစရာကိစ္စတစ်ခုပါပဲခင်ဗျာနော်အဲ့တော့ဦးမင်း online နေနဲ့အခု business ကပြန်လာလို့ရှိရင် အဲသူအနေနဲ့ဆောင်ရွက်စရာတွေရှိတာပေါ့အဲ့ဒီဆောင်ရွက်မှုတွေကသူဂရိပေးထားတဲ့အတိုင်းရွေးကောက်ပွဲကိုသာကျင်းပနိုင်ခဲ့မဲ့ဟေးဆိုလို့ရှိရင်တော့အာဆီယံရဲ့ကျွန်တော်တို့အသေးမပြုံကိုပြန်ရလာမှာဖြစ်သလို EU တို့เนาะဒီစီးပွားရေးနဲ့ဆက်ဆက်တော့အကျိုးစီးပွားနဲ့ပတ်သက်တော့ဒါပူပေါင်းဆောင်ရွက်မှုတွေ EU တို့အမေရိကတို့နဲ့လည်းဆက်လက်ပြီးတော့ရောက်ရှိလာမှာဖြစ်တယ်လို့သုံးသပ်လို့ရတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးအောင်မြင်မှုเนาะ UMN online တို့ဒီ NASA ကနဲ့ခင်ဗျားတို့နိုင်ငံကိုတည်ငြိမ် agent လို့သူတွေတက်မတော်ရဲ့ နိုင်ငံရေးခြေလှမ်းတွေကတော့အောင်မြင်မှုတွေကတော့အဲဘာကောမစတဟုံတို့တိုးတက်လာတာကိုတွေ့ရတယ်အကယ်၍သာရွေးကောက်ပွဲသာကျင်းပနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အသေးချပါတယ်ကျွန်တော်တို့ global level ကိုပြန်ရောက်လာပါလိမ့်မယ် regional level ကတော့ကျွန်တော်တို့လုံးဝလုံးဝအကြည့်လို့ဆိုတဲ့သိရမလားအောင်မြင်ခြင်းကိုရသွားပါပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါမဲ့ဦးမင်း online မှာစိန်ခေါ်မှုတွေတော့ရှိနေတယ်အဲ့ဒီစိန်ခေါ်မှုကဘာလဲဆိုလို့ရှိရင်ပြည်တွင်းဆက်ပြည်တွင်းလက်နက်ကင်စုပူအောင်ကြောက်တောင်းမြန်မှုအဲဒါတွေကိုတော့ ဥမင်း online နေနဲ့စီရေးမအောင်ရင်လို့ရှိရင်တော့ဆနာကနောက်ထပ် level တစ်ခုကိုထပ်တက်မဲ့နေရာမှာဘလို့မှတက်လို့ရမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတွက်လည်းဒီကျွန်တော်တို့ပြည်တွင်းလက်နက်ကိုင်းသဘုံအားလုံးဒီအားလုံးဒီပေါ့နော်တို့ရဲ့စီရေးကြီးမှန်းချက်တွေအောင်မြင်ဖို့မတရားမတရားကိုဖိအားပေးပြီးတော့အသေးခံတိုက်နေတာကြီးတွေ့ရတယ်ကျွန်တော်ဒီစီရေးမှာတော့အယုံကန်နေရတိုင်းတာဖြစ်တယ်တော့ဘာတော့ယုံကန်နေရတာပဲရှိပါလေအာကျွန်တော်တို့အနှိမ့်ဘက်ရောက်သွားတယ်လို့တော့ပြောလို့တော့မရပါဘူးအခုကျွန်တော်တို့ ညောင်ကျိုးပေါ့ကျွန်တော်မနေ့ကလည်းပြောထားတယ်ညောင်ကျိုးစခန်းပေါ့ညောင်ကျိုးရွာမှာစောက်ထားတဲ့ဒီစစ်တပ်ရဲ့ကာကင်းစခန်းနေအားလုံးအားလုံးကကျွန်တော်တို့အဲရန်သူလက်ထက်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ညောင်ကျိုးညောင်ကျိုးရွာဟာကျသွားပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ညောင်ကျိုးနဲ့၄မိုင်အကွာမှာထပ်ပြီးတော့စစ်တပ်ကခန်းစစ်ခုခံစစ်ဆင်ပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်စစ်သွေးရတဲ့ပုံတွေကိုဆက်လက်တိုက်ပွဲဝင်ဖို့စီစဉ်ထားတာတွေရှိတယ်အဲ့တော့ညောင်ကျိုးကအဖြေတော့မဟုတ်ပါဘူးเนาะ ညောင်ကျိုးကျော်လို့ရှိတော့ကျွန်တော်နောက်ထပ်၄မိုင်လောက်မှရှိရရှုကင်းသာဘက်ကိုထပ်ပြီးတော့နော်ရှုကင်းသာလို့ဆင်လန်လို့ရှိပါသေးတယ်။အေးအဲ့ဒီကနေပြီးတော့အဲ့ဒီနေရာတွေသူတို့ဆက်ကြော်အောင်ပါပါ။အေးအဲ့ဒီနေရာကတော့ကျွန်တော်တို့ဒီကပ္ပစာကြီးတွေအသက်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ရှုကင်းသာရဲ့ရှေ့ကိုဆက်သွားမယ်ဟိဆိုလို့ရှိရင်တော့မြေရမြေပြန့်လို့ဖြစ်သွားပြီ။အဲ့ဒီရှုကင်းသာဘက်လှမ်းကြည့်မယ်ဆိုပြေမျိုးထိမြင်ရတယ်။ကပ္ပစာဆက်ယုံတွေကအတိုင်းသားမြင်ရတယ်။တောင်အောက်စင်းစာစင်းလာစရာမလိုပဲနဲ့တောင်ပေါ်ကနေပြီးလှမ်းပြေအောင်ပါပဲ။ကျွန်တော်တို့ဒီကပ္ပစာဆက်ယုံကြီးတွေဟာ အနေရရှိနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့တော့ဒါပေမဲ့အောက်ဆင်းရင်တော့တိတ်ချတယ်ဒီစေသေးကြသဘုံတွေအားလုံးတော့တင်းညိုင်းဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့အောက်မှာကရွာတွေအားလုံးကစိတ်စိတ်ရှိတာဟုတ်ရွာတွေစိတ်စိတ်ရှိရှုခင်းတာအောက်ကိုဆင်းလာမှဆိုကျွန်တော်တို့ရွာတွေညောင်ခြေတော့နားထီကရွာတွေအားလုံးရှိတယ်ဒီရွာတွေအားလုံးမှာကြေးရွာအခြေကျအခြေဆိုင်ပေါ့ကျွန်တော်တို့လုံခြုံရေးတွေစီမံဆောင်ရွက်ထားမယ်ဟေ့ဆိုလို့ရှိရင်တော့အဲကပ္ပစာစိတ်ယုံကြည်တဲ့အားလုံးလုံခြုံနေဦးမှာဖြစ်ပါတယ်အဲအခုတော့ကျွန်တော်တို့ဝန်ခံရမှာတော့တေချာတယ် အညောင်ကျိုးရဲ့ညောင်ကျိုးစခန်းရဲ့နောက်ဆုံးကာကင်းစခန်းဖြစ်တဲ့ချင်းကုန်းဟာမနေ့ကညပဲနောက်ဆုတ်ပေးလိုက်ရပါပြီနောက်ဆုတ်ပေးလိုက်တော့ကျွန်တော်နောက်ထပ်ကာကင်းစခုထပ်ပြီးတော့တက်မလို့ကအခုခံနေရပါဗျာเนาะအဲ့တော့စောင့်ကြည့်အောင်ပါပါအဲ့တော့ဒီအုတ်ရှစ်ပင်တို့ညောင်ချောက်တို့ဗရောင်းတို့မှာရှိတော့ပြည်သူတွေကလည်းရှောင်းတဲ့သူလည်းရှောင်းပြေးတဲ့သူလည်းပြေးဟလာတိုက်မယ်ဆိုဆိုတဲ့သူလည်းတိုက်မယ်ပေါ့ဗျာနော်အေးအဲ့လိုမျိုးတွေတော့ရှိနေပြီအရင်ကြီးလည်းစိတ်မပူပါတော့မှသူတို့တပုံအနေနဲ့ ျော်လာဖို့ကနောက်တစ်ဆင့်ကြာပါသေးတယ်เนาะအဲ့တော့ဦးမင်း online အနေနဲ့နိုင်ငံတကာတန်ရေးတမန်ရေးတွေမှာเนาะဒီနိုင်ငံတော်အတွက်ဘယ်လိုကြီးပဲစ조사နေစ조사နေစီရေးမှာဒီစိန်ခေါ်မှုကိုကြီးကြီးမားမားကိုမကျော်လွှမ်းနိုင်လို့ရှိရင်တော့အဲကျွန်တော်တို့မလွယ်ပါဘူးအဲ့တော့ဒီတော်လိုင်းရေးအုပ်စုတွေကလည်းသူတို့တက်ကဘဝကပြတ်တော့မှာ NUG ကလည်းဘဝပြတ်မှာဘာကြောင့်လဲဆိုတော့အဲသူတို့ဒီပေါ့သူတို့ကြုံသွားတာ NASA ကဒီ တရားဝင်အစိုးရမဟုတ်ပါဘူး NUG တရားတရားဝင်အစိုးရဆိုပြီးတော့နိုင်ငံတကာမှာပတ်ပြီးတော့တရားဝင်မှုကိုရဖို့စ조사များဘယ်လောက်ထိများအကြံကြီးခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီစကိုင်းရဲ့မကွေးရဲ့မန္တလေးရဲ့နယ်မြေတွေကိုလွတ်မြောက်နယ်မြေလုပ်ပြီးတော့အဲ့ဒီလွတ်မြောက်နယ်မြေပေါ်မှာအခြေခံပြီးတော့ NUG ကအစိုးရလုပ်မယ်ပြီးရင်ကြုံမုံထုံးက UN ကိုယ်စားလှယ်ဖြစ်နေတင်ပြီးတော့သူတို့ကိုနိုင်ငံတကာအသိမှတ်ပြုမှုရအောင်လို့သူတို့စ조사မဲ့အကြံစီတွေရှိခဲ့တယ်။တိုးပါတော့လည်းပဲ အဲသူတို့ရဲ့ဒီနိုင်ငံတကာမတရားဝင်ဝင်ခြံစီကတော့ဘယ်နေရာမှာမှမအောင်မြင်မဲနဲ့ပျက်စီးသွားပြီဖြစ်တယ်အကယ်၍သာအဲဥမင်းအွန်လိုင်းနေနေပေါ့နော်အကျွန်တော်တို့ဒီရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့သွားပြီခင်ဗျားတို့ NUG ဟာလုံးဝမြောင်းနေရောက်မှာဖြစ်တယ်ထို့တူပဲဒီလက်နက်ကင်သဘုံနဲ့အားလုံးရဲ့ညီကောင်းအောင်လက်ချုပ်သွားမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့လို့အဲခင်ဗျားတို့ရဲ့အတွက်လည်းဥမင်းလင်းလင်းပြောရရင်တော့ဒီပေါ့စစ်သွေးကြတဲ့အားလုံးခင်ဗျားတို့အတွက်လည်းဒီတကွေ့ဟာအရေးကြီးတဲ့အကွေ့ဖြစ်ပါလိမ့်မယ် နော်အရေးကြီးတဲ့ကွေးဖြစ်ပါလိမ့်မယ်အဲ့တော့ NASA ကဥက္ကဋ္ဌကြီးဦးမင်းအွန်လိုင်းနဲ့ဒီ NASA ကပေါ့နော်ကျွန်တော်တက်မလို့အားလုံးအတွက်ကလည်းဒီတကွေးကအရန်ကိုအရေးကြီးတဲ့ကွေးဖြစ်ပါတယ်အဲ့တော့ဒီတကွေးကိုအားလုံးဘသူကကြော်လွားသွားနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပေမဲ့နော်အဲကျွန်တော်တို့ကတော့တက်မလို့ကြော်လွားသွားနိုင်မယ်လို့ယုံကြည်နေသေးပါဘာကြောင့်လဲဆိုလို့ရှိရင်အခုချိန်အထိအဲစည်ရေနယ်ပယ်တွေရရက်ကိုကျွန်တော်ကြည့်တဲ့အခါမှာအားလုံးကတော့အဲထိမ့်ချုပ်ထားနိုင်တာတွေ့ရတယ် အဲချွင်းချက်အနေနဲ့ပေါ့အခုဒီ AA နဲ့တိုက်နေတဲ့ဒီတိုက်ပွဲတွေဒီကြာလျင်ထိ ंछ ောအရန်ကိုခတ်ခဲတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ဒီ NASA ကအကြီးကဲဥက္ကဋ္ဌများခင်ဗျားတို့ဒုလောဒုလောအဖြေရှာဖို့အရန်ကိုလိုအပ်ပါပြီ။ဟုတ်ပါလေ AA နဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့အဲတက်မလို့နော်ဒီထိစီမံကုတ်ကဲမှုတွေမှာဘာတွေလိုအပ်နေလဲပြူဟာတွေမှာဘာတွေလိုအပ်နေလဲဆိုတော့ခင်ဗျားတို့စစ်စစ်ဖို့လိုနေပါပြီ။အဲ့တော့ဒီအခု bin step မှာ ဘေးစက်အစည်းအဝေးမှာထိုင်းနိုင်ငံမှာကျင်းပနေတဲ့ပွဲမှာဦးမင်းအောင်လိုင်းတို့သွားတက်နေပြီဖြစ်တယ်အဲ့တော့အဲဒီနေရာမှာဘယ်လောက်ထိလဲဆိုလို့ရှိရင်အဲ့ဒီကနေဘာအကျိုးပြတ်တွေရလာနိုင်တယ်လဲဆိုလို့ရှိရင်ဒီစွမ်းအင်နောက်တစ်ခုကတိဆောက်မှုစတဲ့ဒါမျိုးကရင်းနှီးမြှုပ်နှံမှုတွေအများကြီးရလာနိုင်တယ်ဒီရင်းနှီးမြှုပ်နှံမှုကနေမှာတဆင့်ကျွန်တော်တို့ regional level မှာရှိနေတဲ့အစိုးရတွေအားလုံးရဲ့ တန်ငင်းတမငင်းဆက်ဆံမှုတွေကိုပြန်ရလာလို့ရှိရင်မြန်မာနိုင်ငံမှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဆက်လက်ပြီးရလာမှာဖြစ်သလိုအဲဒီကမှတစ်ဆင့်နောက်ထပ်ကမ္ဘာခေါင်းဆောင်တွေဖြစ်တဲ့ကမ္ဘာနိုင်ငံကြီးတွေဖြစ်တဲ့ရုရှားလိုလိုတရုတ်တို့လိုအိန္ဒိယလိုလိုဒါမျိုးပတ်သက်ထားတဲ့နိုင်ငံမျိုးတွေချောင်းလဲမြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့တန်ငင်းတမငင်းဆက်ဆံရေးကျွန်တော်တို့လုံနိုင်စရာတစ်ခုပဲလိုပါတော့တယ်အဲဒီလုံနိုင်စရာတစ်ခုကအဲဒီတစ်ဆင့်ကိုကြော်လိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့အရာရာဟာပုံမှန်ပြန်ဖြစ်သွားပြီးတော့စစ်သေးကြများသည်လုံးဝမြုပ်ပေါ်ပြန်မရောက်နိုင်တော့เนาะ ဒီလက်နက်ကင်တောခုမှုကိုပဲဥတည်သွားစေပါတော့မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တမိုင်းမှာလည်းရှိခဲ့ပါတယ်နော်။ Community Party ဟာရင်းဝမ်းမြေပေါ်ပါတီပါ။နောက်ပိုင်းမြေအောက်ဆိုတဲ့ဒီလက်နက်ကင်လမ်းစဉ်ကိုဆွဲသွားတဲ့အခါမှာတော့လက်နက်ကင်လမ်းစဉ်နဲ့ပဲသူတို့နောက်ဆုံးပိတ်တော့မြေပေါ်မှာမရှိတော့မယ်။လုံးဝမြေအောက်ကနေပြန်တက်မလာတော့အဆင့်ကိုရောက်သွားပြီးတော့ NUG နဲ့ဒီ ကျွန်တော်တို့ဒီ PDF အုပ်စုတွေဒီလက်နက်ကင်အုပ်စုတွေကတော့မြေအောက်မှာပဲဆက်လက်ပြီးတော့ရှိရမယ့်အခြေအနေမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတခွေ့မှာတော့ကြည့်ရပါလိမ့်မယ်เนาะအဲ့တော့ UMI Online အနေနဲ့နိုင်ငံရေးမှာเนาะနိုင်ငံရေးတန်တမာရေးတွေမှာဒီလောက်စ조사နေတော့ညာလည်းပဲစီရေးမှာနည်းနည်းရုံးကန်နေရတဲ့အတိုင်းအတာတွေရှိတယ်အဲ့တော့အဲ့လိုရုံးကန်မှုအတွက်ကသူ့အနေနဲ့လည်းဆက်လက်ပြီး조사ရှာပါတယ်ကျွန်တော်ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကပြောခဲ့သလို satellite တို့เนาะအဲဒီဆက်သွယ်ရေးဂျိုးတို့ပေါ့เนาะအဲ့လိုမျိုးတွေ အဲဒါတွေကိုလည်းတည်တည်ချာချာသူစီမံဆောင်ရွက်နေတယ်လို့သူအတွက်ကလည်းအကောင်းဆုံးစူးစမ်းနေတယ်လို့ခမားတို့အတွက်ကလည်းအကောင်းဆုံးစူးစမ်းနေကြမှာပဲကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့ဗျာနော်အဲဘယ်သူကဖြစ်ဘယ်သူကိုကြော်သွားကြော်လွှားသွားနိုင်မလဲဆိုတာတော့စောင့်ကြည့်ရတာပေါ့အဲ့တော့ဟုတ်ပြီအဲကျွန်တော်တို့အခု regional level ကနေပြီးတော့ကျွန်တော်တို့ global level ကိုဆက်တက်နိုင်ဖို့လည်းစူးစမ်းကြပါခမားတို့စေသွေးကြွားတွေအနေနဲ့ကလည်းခမားတို့ရဲ့လမ်းစဉ်တိုင်းမှာခမားတို့ဆက်ရှောက်မှာပဲဖြစ်တယ်အခုဆိုရင်ဒီငလျင်ပေါ့ငလျင်ဒဏ်ချောက် ဒီငလျင်တန်ကြောက်ဒီဥမင်း online နဲ့နော်ခုဆိုရှင်ကပကောင်းဆောင်နဲ့အားလုံးကဆက်ဆံစကားပြောနေရတယ်အဲ့တော့နောက်ဆုံးပိတ်ဘယ်ကိုဥတီလာသည်စေတယ်လဲဆိုတဲ့ခါကျတော့မိမိပတ်ဝန်းကျင်အဓိကကျွန်တော်ပြောပြမယ်နော်ဟိုနိုင်ငံတစ်ခုအတွက်အရေးကြီးတာကမိမိနိုင်ငံကပြည်သူထောက်ခံမှုရဖို့နံပါတ်1ချက်လိုတယ်နံပါတ်2ချက်ကမိမိနိုင်ငံကပြည်သူထောက်ခံမှုရလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ထောက်ခံမှုရဖို့လိုတယ် တ်ဝန်းကျင်နိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရင်ဒေတာတွင်းနိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရဖို့လိုတယ်ဒီ၃ခုသာရှိထားမယ်ဟေ့ဆိုလို့ရှိရင်ဒီနိုင်ငံကနောက်ထပ် global level အဆင့်ကိုဆက်သွားဖို့ဟာမခက်ခဲတော့ဘူးဖြစ်တယ်အဲ့တော့အခုဆိုရင်ဒါအမေအွန်လိုင်းနဲ့ပေါ့နော်အာကျွန်တော်တို့ဒီငလျင်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအစိုးရတွေဆက်ဆံလာရပြီဒေါ်နယ်ထရန့်မေးရလေမြန်မာနိုင်ငံကကုညီမလားကုညီမယ်တဲ့မြန်မာနိုင်ငံကစကားပြောပြီလားဆိုတော့သူစကားကိုတစ်ချက်လေးထိန်းသွားတယ ဟုတ်တယ်ကျွန်တော်ပြောပြီးသွားပြီတဲ့အာကျွန်တော်တို့သူကပထမပြောချင်တာကအစိုးရနဲ့စကားပြောပြီးပြီလို့မပြောတော့ဘူးဘာကြောင့်လဲဆိုရှင်ကျွန်တော်တို့နိုင်ငံနဲ့စကားပြောနေပါလေဆိုတော့အဲ့တော့ဒေါ်နယ်ထရန့်ကိုတိုင်တေချာတခုကတော့ဥမင်းအွန်လိုင်းကိုဖုံးဆက်ပြီးစကားပြောခဲ့ပုံရပါလေအဲ့တော့အဲသူတို့နိုင်ငံနဲ့စကားပြောရမယ်ဆိုတော့အဲ့တော့အခုဒီနေရာမှာကျွန်တော်တန်ငင်းတမန်ခင်းပေါ့ဒီနိုင်ငံတကာရေးရာတရားဝင်မှုပြိုင်ဆိုင်တဲ့ဥမင်းအွန်လိုင်းနဲ့ဥမင်းအွန်လိုင်းရဲ့နာဆာကနဲ့ဒီ NUG အုပ်စုလို့ဟာဆိုလို့ရှိရင် NUG အုပ်စုကအခုဆိုရှင်လုံးဝလုံးဝ လဲထိုးခံလိုက်ရပါပြီเนาะအလဲထိုးခံလိုက်ရပါပြီရှေ့လျှောက်လဲနိုင်ငံတကာဒီဘယ်လိုခေါ်မလဲဆိုတော့အဖွဲ့အစည်းတွေကလက်တွေ့ကျသောတန်တမာဆက်ဆံရေးကိုသာအဓိကဦးစားပေးတော့မှာပါ pragmatic လို့ခေါ်တယ်တကယ်လက်တွေ့ကျကျပေါ့เนาะကျွန်တော်တို့ဒီ ideological ဘက်ဆိုင်ရာပေါ့ဒီလိုမျိုးတန်တမာဆက်ဆံရေးတွေကိုအဲ့လောက်ထိဦးစားပေးတော့မှာမဟုတ်ဘူးကမ္ဘာဒီစီရေးစီရနိုင်ငံရေးအချင်းရာတွေအားလုံးကပြောင်းလဲနေရတဲ့အတွက်ကြောင့်မလို့အခုကမ္ဘာမှာအပြိုင်အဆိုင်မဲဆွေနေရပါတယ်အရင်တုန်းကမိတ်ဆွေ ခုဆိုရန်သူဖြစ်သွားသလိုအခုရန်သူကလည်းအရင်ကမိတ်ဆွေဖြစ်သွားတယ်အဲ့တော့အမေရိကန်ပဲကြည့်လေသူလောက်ဒီလောက်ထိသူချစ်နေရတယ်သူသူအရန်ချစ်နေတယ်သူလည်းအရန်ချစ်တော့ကနေဒါလိုနိုင်ငံမျိုး EU လိုနိုင်ငံမျိုးနဲ့မိတ်ဆွေရနေပြီးတော့တခါလေရန်သူတွေလိုသိမ်းတွေလိုဖြစ်သွားသလိုပဲအခုဆိုရင်သူနဲ့အရန်မုန်းခဲ့တဲ့ဒီကျွန်တော်ပူတင်နဲ့ဒီရုရှားတော်မှာမိတ်ဆွေဖြစ်ပြန်ဖွဲ့ရတဲ့အစင်တွေမျိုးတွေအဲဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှစ်လျှောက်နိုင်ငံရေးတန်ခေးတမန်ခင်းနေမှာဘယ်သူကဘသူကိုအလဲထိုးသွားနိုင်မလဲဆိုတာကတော့ ခင်ဗျားတို့တွေးကြည့်ပါကျွန်တော်တွေးခေါ်ဖို့ဒီမေးခွန်းလေးကိုကျွန်တော်ပေးခဲ့ပါတယ်ဟုတ်ပြီဒီနေ့ကျွန်တော်အတိအကပြောချင်တာကတော့အချင်းချုပ်ပြီးပြောမယ်ဆိုရင် Binstead Seaway တက်နေပါတယ် Binstead Seaway ဒီ regional level မှာတန်တမာရင်အနာဆာကဒီအောင်မြင်ခဲ့ပါပြီထို့တူမဲခေါင်ဆက်ရီချင်းမှာလည်းသူသွားတက်တဲ့အတွက်ကြောင့်မလို့တန်တမာရေးရ regional ဆိုတဲ့ data တွင်နိုင်ငံတွေနဲ့အဆင်ပြေခဲ့ပါပြီအဲသူအနေနဲ့ဒီဆင့်နေကြော်ပြီးဟဲ့ဆိုရှင်နောက်ထပ် global level လို့ခေါ်တဲ့ကျွန်တော်တို့ကုလသမဂ level เนาะ ASEAN level တွေအားလုံးကလည်း ဒီရွေးကောက်ပွဲပြီးသွားတာနဲ့ဒါတွေအားလုံးကိုရှိုက်ဖို့အလဲထိုးနိုင်မယ်လို့သုံးသပ်လို့ရတယ်။စီရေးမှာနည်းနည်းယုံကန်နေရတယ်ရှိတယ်။အဲ့ဒါကိုလည်းကျွန်တော်အနေနဲ့သုံးသပ်ပြခဲ့ပြီးဖြစ်တယ်။အဲ့တော့ NUG နဲ့ NASA ကတန်ငင်းတမန်ခင်နိုင်ငံရေးရတယ်မှာ NASA ကတော့အလဲထိုးလိုက်ပါပြီ။ကျွန်တော်တို့ဒီခင်ဗျားတို့စစ်သွေးကြဒီလက်နက်ကင်သဘုံအများအားလုံးလဲဒီဒီခွေကိုခင်ဗျားတို့ပဲကြော်နိုင်မလား NASA ကပဲကြော်သွားနိုင်မလားဆိုတော့ရင်ခုန်စရာကောင်းပါလား။ကျေးဇူးအများကြီးတင်ပါ